ဒါကတော့ manage router ဖြစ်ပါတယ်။ manage router လို့ပြောထားတဲ့အတိုင်းပဲအရာအတိုင်းကိုသူကစီမံခန့်ခွဲပေးမှာပါ။ကျွန်တော်တို့ internet အသုံးပြုဖို့ရေးတကြီးအသုံးပြုဖို့လိုအပ်နေတဲ့နေရာမျိုးတွေဥပမာ software internet ရှိပြီးတော့ cloud service ကိုသုံးနေတဲ့ software တွေသုံးရတဲ့နေရာမျိုးတွေမှာဆိုရင်ဒီ device ကိုထည့်သွင်းအသုံးပြုသင့်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင် internet ပြတ်တောက်မှုတွေမရှိအောင် operator တွေမတူတဲ့ ISP တွေမတူတဲ့ internet access တွေကိုသူက load balancing လို့ခေါ်တဲ့ပေါင်းပေးထားတဲ့အလုပ်မျိုးကိုလုပ်ပေးနိုင်လို့ပါတလိုင်းကြရင်တလိုင်းကသူကတူအလိုလျောက် connection ယူပြီးတော့လုံဆောင်ပေးသွားမှာဖြစ်ပါမယ် user တွေကိုလည်းအကန့်အသတ်လေးတွေနဲ့အသုံးပြုခွင့်ပေးလို့ရအောင်စီမံခန့်ခွဲလို့ရမယ်ပြီးရင်အသုံးပြုနေတဲ့သူတွေအကုန်လုံး network bandwidth တွေကိုညီညွတ်မျှလို့ရအောင်လေလုပ်ပေးနိုင်တယ်ဆွဲဆောင်နိုင်တယ်ဒီပိုင်းလေးဖြစ်ပါတယ်